မေးလေရမှာပြန်လေကြိုဆိုလိုက်ပါရယ်နော်ဒီနေ့ကတော့ချမင်းတအိုးလုံးလုံးဝပြောင်းသွားစီမယ်ဘဲဥတီးဆုံးပဲကလာဟင်းလေးချက်မှာပါအရန်ကိုချမင်းမြင်စေတဲ့ဟင်းလေးမျိုးတူတူသွားချက်လိုက်ရအောင်နော်အရင်ဦးဆုံးတညရေစိန်ထားတဲ့ကလဘဲလေးတွေကိုနူးနေအောင်ပြုတ်ထားပါမယ်ပြီးရင်ဘဲဥတွေကိုလည်းပြုတ်ထားလိုက်ပါအိမ်မှာတော့ဂျန်လွန်မင်းလေးရှိလို့ဂျန်လွန်သီးလေးတွားခုလိုက်ပါတယ် 3000လောက်တော့ခူးထားလိုက်ပါတယ်။အသီးနှံလေးရတော့ဂျန်းလွန်သီးရဲ့အာလူးရဲ့ခရမ်းသီးလေးရဲ့ချက်ပါတယ်။သူ့ရသားလေးစိတ်ဝင်အောင်စက်သားမှုန့်လေးနဲ့နှဲပါမယ်။ပြီးရင်ဘဲဥလေးကိုလည်းဓာလေးနဲ့မှုန်းပြီးတော့ရသားလေးစိတ်ဝင်အောင်စက်သားမှုန့်လေးနဲ့နှဲထားပေးလိုက်ပါနော်။တေချာလေးနေပေးပြီးရင်တော့သူ့ကိုအပေါ်ကြောလေးတင်းအောင်လို့စီလေးနဲ့လှိမ့်ပါမယ်။ဟိုဘက်ဒီဘက်ရဲရဲလေးဖြစ်တဲ့အထိကြော်ပေးပါနော်။ ီလိုမျိုးလေးအနေထားဆိုရင်တော့ပကံထဲမှာပြင်ဆင်ထားလိုက်လို့ရပါပြီ။ပြီးရင်ငုပ်သီးချောက်လေးကိုလည်းလှော်ပါမယ်နော်။မီးလေးလျှော့ပြီးတော့လှော်ပေးပါ။ပြင်တော့တိမ်လေးလည်းသုံးပါဆိုတော့ပြင်တော့တိမ်လေးသွားခုထားလိုက်ပါမယ်။ပြီးရင်ကျက်သွန်ဖြူနီစီတက်မယ်နနွဲမုတ်လေးချဲ့ပါမယ်ပို့ပြီးတော့မှုမွေးလေးဖြစ်သွားအောင်လို့ဆွမ်းနာခူးထားတဲ့ပြင်းတော်သိန်းလေးချဲ့ပါမယ် ကျက်သွန်လေးနုံးနဲ့ချိမှွေပေးပါနော်ကျက်သွန်နေအကုန်လုံးနုံးသွားပြီဆိုရင်အရောင်နင်မုန်လေးချဲ့ပါမယ်အရောင်နင်မုန်လေးနဲ့ခဏမှွေပေးပါမယ်နော်ပြီးရင်တော့ဆွမ်းနာတော့တေချာနေထားတဲ့အသီးနှံလေးချဲ့လိုက်ပါမယ်အရသာအတွက်ကတော့ကျက်သားမှုရဲ့စားရဲချဲ့ပါတယ်ပြီးရင်အသီးနှံလေးတွေနည်းနည်းလေးဣဝအောင်လို့ရေလေးချဲ့ပြီးတော့အဖုံးလေးအုပ်ပြီးတော့ကျဲ့ပါမယ်နော်ရေကနည်းနည်းလေးပဲချဲ့ပါနော် ကဲခဏကြာမှာဒီလိုဣလေးဖြစ်သွားရင်တော့ကြော်ထားတဲ့ကြုပ်လေးတွေရဲ့မြုပ်တီးကြောက်လေးရဲ့ပြုတ်ထားတဲ့ကလဘဲတွေချဲပါမယ်။ပြီးရင်ရေချဲ့ပြီးတော့အဖုံးလေးအုပ်ပြီးတော့ကျဲထားလိုက်လို့ရပါပြီ။ကဲခဏကြာမှာဒီလိုမျိုးလေးပွက်လာပြီးခြားကန်နေကြမှာမကြီးရဲ့ထဲမယ်ရုံးမဏီသီးရဲ့မဆလာလေးရဲ့အုပ်လိုက်ပါမယ် ရုံးမီသီးလေးနည်းနည်းလေးနုံးအောင်လို့အဖုံးလေးပြန်အုပ်ထားလိုက်ပါမယ်နော်ခဏလေးပဲအုပ်ပါနော်ကဲအခုဆိုရင်တော့အရန်ကိုချမင်းမိန်စီတယ်ဘဲဥတီးဆုံးဘဲကလာဟင်းလေးရပါပြီသူ့ကိုနောက်လိုက်မှာငုပ်တီးစားတောင်းလေးနဲ့ဆိုလဲအရန်အလိုက်ဖက်ပါတယ်အရန်ကိုချမင်းမိန်စီတဲ့ဟင်းလေးမိုးမနှက်ပြန်ပါချက်မလဲခေါင်းစားနေရင်ဒီဟင်းလေးချက်လိုက်ပါနော်ကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါရှင့်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်နော်